အားလုံးပဲမင်္ဂလာပါကျွန်တော် တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ Arsenal အသင်းကဒါကျွန်တော်တို့ top 4ကအသင်းနဲ့တွေ့မယ်ပွဲစဉ်ပေါ့နော် top 4အသင်းနဲ့တခြားအသင်းတော့မဟုတ် Sunderland နဲ့တွေ့မယ်ပွဲစဉ်ဆန္ဒလရဲ့အိမ်ခွေးမှာဒါကျွန်တော် Stadium of Light မှာ Arsenal အသင်းနဲ့တွေ့မယ်ပေါ့နော်အဲ့တော့ ။ဒါပေမဲ့တော့ကျွန်တော်နည်းနည်းလေးကြုံတွေ့နေတာဘောလုံးပွဲအကြောင်းလေးတည်းပြောရင်ကျွန်တော်လည်းဒါသွားခဲ့ဘူးတဲ့ experience လေးခင်ဗျားပြပြပေါ့နော်။ကျွန်တော်သွားခဲ့ဘူးတဲ့ Queen ထဲမှာ Sunderland Queen ကဒါကျွန်တော်လူတော်များကဒါဘောလုံးပရိသတ်တော်များ Sunderland Queen ကို Queen Chan တယ်လို့ပြောတယ်။ Queen Chan တော့ဒါ Queen ရဲ့ atmosphere ကို Chan တယ်လို့ပြောလို့ရတယ်ဒီမှာပါ။ဒါဟာတကယ်ဒါကျွန်တော်တို့ဟို personally ကပြောရမယ်ဆိုရင်ကျွန်တော်တို့ပွဲရှိတဲ့အချိန်မှာမသွားဘူးပေါ့ဒါပေမဲ့ကျွန်တော်ဒီတိုင်းမြို့ကိုသွားတဲ့အချိန်မှာကျွန်တော်တို့လို့သဘောကျတယ်ဆန္ဒနဲ့ကွင်းနေကျွန်တော်လက်ရှိမှာကန်းကျင်နေဆိုရင်တကယ်တမ်းလမ်းလျှောက်မှာ15မိနစ်ပဲရှိတယ်တော်တော်လေးကိုမိုက်တဲ့ကွင်းပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော်အနေနဲ့ဒီပွဲကွင်းပတ်အဲ့ပတ်ပတ်ဝန်နဲ့ပြောတော့ကွင်းရဲ့ပတ်ချလေပေါ့နော်ကွင်းရဲ့အဲ့ပတ်ဝန်ဆိုတဲ့စကားလုံးကကျွန်တော်ကျွန်တော်တတ်တာမဟုတ်ဘူးဟေးသူကြီးကိုချမ်းကျွန်တော်သင်ပြီးတာကိုချမ်းကျွန်တော်အာစနယ်ကွင်းရဲ့ပတ်ဝန်ပတ်ဝန်ပြောရင်းနဲ့ကျွန်တော်သူဩသူပတ်ဝန်ပြောတော့အဲ့ငါလည်းပတ်ဝန်ပြောရင်းနဲ့အဲ့မှာပတ်ဝန်ဖြစ်သွားတာအဲ့ sorry ပါအဲ့တော့ခုနပြောသူပဲလက်ရှိမှာဒါကျွန်တော်တို့ဆန္ဒနဲ့ကွင်းရဲ့ပတ်ချလေမှာလေတော်တော်လေးကို agent နဲ့ သူရဲ့ရှင်နံဘာဘီကျူးဆိုင်ရှိပြီအဲ့ဆိုင်ကတော်တော်လေးကိုစားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Silent Queen နဲ့ပတ်သက်ပြီးကျွန်တော်မှအမှတ်တရများဆိုတာရှိရဲ့ဒါပေမဲ့ဒါတော်တော်လေးကိုမိုက်တဲ့ Queen တစ်ခွဲလို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့တော့ဘလုံးပွဲအနေနဲ့တော့ကြည့်မယ်ဆိုတော့ Queen Chain တယ်လို့ပြောလို့ရတယ်ဒီမှာပါတယ် Silent Queen သေးတယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Queen သေးတယ်မဟုတ်တာမြို့သေးတယ်ပေါ့အဲ့တော့ Silent ရဲ့ Ingwen Stadium of Light မှာဒါကျွန်တော် Arsenal အသင်းနဲ့ရင်ဆိုင်ရမယ် Silent ရဲ့ဒါကျွန်တော်လက်ရှိဒါသွားနေကြပုံစံမျိုးမဟုတ်တဲ့ဒါဒီနေ့မှာစမ်းသက်တဲ့ပုံစံတွေတွေ့ရတယ် Silent ဒီနေ့မှာဒါကျွန်တော်လက်ရှိခြေနေတွေရ တော့ဖိုးမှာဝင်နေတယ်လက်ရှိဒါကျွန်တော်တို့စနလန်တင်ရမတ်တာ session မှတ်နေအတူဒါကျွန်တော်တို့ လော်ဘဘူးနဲ့ရမှတ်တူတယ်မန်ချက်စတာနဲ့တမတ်ပဲကွာအဆက်တစ်ကအာစနယ်နဲ့ခုနမတ်ကွာတယ်အာစနယ်ကဒီနေ့မှာဒါကျွန်တော်တို့ဆန်နလန်နဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့တွေ့ပြီးတော့ကျွန်တော်ဆန်နလန်နဲ့ဒါလက်ရှိမှာဒါဘာဒီပြဖြစ်လာမှာအဲ့တော့ဆန်နလန်ကအသင်းကြီးနဲ့တွေ့တယ်ဆိုရင်တော့ရလက်ပိုင်းကဒါကျွန်တော်တို့ကောင်းတဲ့ရလက်တွေရှိလို့ဒါမဆိုးတဲ့ရလက်တွေလည်းရှိတယ်ဒါပေမဲ့ဟိုရှုံးသွားတဲ့ရလက်တွေလည်းရှိပါအဲ့တော့အသင်းကြီးဒါကျွန်တော်သိလောက်ပြောမယ်ဆန်နလန်ကအသင်းကြီးနှစ်သင်းတွေ့ထားတယ်ယူနိုက်တက်နဲ့ဒါချယ်ဆီနဲ့တွေ့ထားယူနိုက်တက်ကတော့ဂိုးပြတ်ရှုံးနေခဲ့ပြီးချယ်ဆီကတော့သူတို့အနေနဲ့အဝေးကွင်းမှာ2-1ဆိုတဲ့ရလက်နဲ့အနိုင်ယူခဲ့တာကိုတွေ့ရမယ်အဲ့တော့အာဆုံးသင်းတဲ့ဒီနေ့ပွဲစဉ်မှာဆန်နလန်ရဲ့ဒါကျွန်တော်ဘာဒီကိုအဲ့တော့ဆန်နလန်ပ ွဲစဉ်ကျတော့နောက်ပိုင်းမှာနည်းနည်းလေးပူပြီးကြည့်ဖြစ်လာတယ်။အရင်တော့ကတော့သိပ်ပြီးမရင်းနှီးပြီးမှအခုလက်ရှိမှာနောက်ပိုင်းတော်တော်လေးဟိုဒါကျွန်တော်စိတ်ဝင်စားတယ်။သူတို့ရဲ့အဓိကကစားသမားတွေမှာလက်ဖီလက်ဖီကတော်တော်လေးကိုကောင်းတဲ့ကစားသမားပြောလို့ရတယ်။ဆရာလည်းဒီနေ့ဒါအကောင်းဆုံးသောခေါ်ယူမှုတွေကတခုလိုတော့ပြောလို့ရတဲ့ကစားသမားတယောက်ဆိုရင်တော့မှတ်မိတော့မှာ။အဲ့တော့ဒီနေ့မှာဆရာလည်းငါကတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်အသင်းတစ်သင်းလုံးကိုမွမ်းမံတိဆောက်ထားတာတော်တော်လေးကိုလှတယ်။သူသွားကျင်တဲ့ပုံစံမျိုးဒါလက်ရှိမှာတော့ကျွန်တော်တို့နိပြ register သွားကျင်တဲ့ပုံစံမျိုးကိုသူတို့ကောင်းကောင်းကြီးတိဆောက်ပေးထားတယ် ဆလာလည်းလေဒီနေ့မှာတေးကြတခုကျွန်တော်နေနေအတိအကျပြောနိုင်တာကဒါဥရောပဝင်ဝင်ပါညာနားပါအောင်လက်ရှိမှာဒါကျွန်တော်လက်ရှိဆလာလန်ဒီချိန်နဲ့ဆိုရင်တော့တက်ပြန်မစင်းရဘူးဆိုတော့လုံးဝ100%တေးကြတယ်ဆလာလန်ကလက်ရှိမှာ focus ကောင်းတယ်ခံစစ်တည်တယ်အဲ့ဒါကိုမှကွင်းလည်နေတာ transition ကောင်းကောင်းကိုပြန်ပြီးတော့ပြန်တည်တဲ့အသင်းတစ်သင်းဖြစ်တဲ့ကြောင့်ဆလာလန်ကိုဒီနေ့မှာကြီးကျူးတယ်ဒါပေမဲ့တို့လက်ရှိမှာတွေ့ရမယ့်အသင်းကတော့ Arsenal ဖြစ်တယ်ဒါ Premier League မှာနေမဟုတ်ဘဲအခုလက်ရှိမှာကမ္ဘာပေါ်မှာအကောင်းဆုံးသောအသင်းတွေကတစ်သင်းဖြစ်ပြီးနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာလုံးဝဂိုးမပေးထားတဲ့အသင်းတစ်သင်းဖြစ်တယ်ဆလာလန်အသင်းကဒီလိုမျိုးအသင်းတွေမှာတွေ့ကျင်နေဆိုတဲ့ပုံစံမျိုး ို့တွေ့ရမယ်။နောက်ဆုံး၅ဘွဲမှာဆလာလန်ကလည်းတပွဲပဲရှုံးနာခဲ့ပြီးနောက်ဆုံးပြိုင်ပွဲဆို၅ဘွဲမှာ၃ဘွဲနိုင်ထားတဲ့တပွဲတည်ရကြထားခဲ့တယ်။ Everton ကတော့သူတို့တည်ရကြထားခဲ့တယ်ပေါ့နော်။ Arsenal တင်းကလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို၅ဘွဲမှာတော့ကျွန်တော် Champion League ကို Premier League ကိုပွဲတိုင်းနိုင်ထားခဲ့တယ်။ Premier League မှာလည်း total 3ဂိုးပေးဂိုးပဲရှိခဲ့ပြီးလက်ရှိမှာစံချိန်တင်မှုတွေကိုအကြီးကျယ်လုပ်ပြနေခဲ့တယ်။ Chelsea အသင်းချိန်ခဲ့တဲ့ဒါကျွန်တော် Chelsea အကောင်းဆုံးဆိုတဲ့ Champion ကိုပါလက်ရှိမှာဒါချိုးပြက်ပြဖို့အတွက် breaking တစ်ခုကိုတောက်ဖို့ရှိတယ်။ဒါလက်ရှိမှာဆက်တဲ့ပွဲမြောက်မှာ Arsenal တင်းက3ဂိုးလား10ပွဲမြောက်မှာ3ဂိုးပဲပေးထားခဲ့ရဆိုတာတကယ်ကို ော phenomenal ဖြစ်လို့နေမြင်တယ်သူတို့ရဲ့အဓိကဒါခံစားအတွက်ဖြစ်တဲ့ William Saliba နဲ့ Gary ရဲ့အပြင်ကိုမှပို့ပြီးတော့ဒါကျွန်တော်လက်ရှိမှာတည်ငြိမ်အောင်ဆိုပြီး Moscara ရော Hinka ပြီးတော့နေပါတွဲပြလိုက်တဲ့ချိန်မှာ Arsenal ခံစားကပူကောင်းသွားတာပြောစရာမလိုလက်ရှိမှာဒါ fullback တွေမှာဆိုတော့တကယ်ကို quality ရှိတဲ့ fullback တွေဖြစ်တဲ့ Julian Timber, Kala Fiori ရဲ့ fullback တွေကိုတွေ့ရမှာဖြစ်တဲ့လက်ရှိမှာ Arsenal အသင်းနဲ့လက်ရှိဒီကျွန်တော် Sevilla Prague နဲ့ပွဲစဉ်ကတိုက်စစ်ပိုင်းရဲ့ဒါကျွန်တော်တို့ အခြေအနေကိုပြန်ပြီးကြည့်အောင်အာစနိုသင်က Slavia Practice ဘောစင်မှာကျွန်တော်3ဂိုးပြန်ပြီးတွင်းလာခဲ့တယ်။စာကရဲ့တော့ပန်နတီကစပြီးနောက်ကနေပြန်လိုက်တွင်းခဲ့တဲ့အနေအထားမှရှိတယ်။လက်ရှိမှာတိုက်စစ်နေရာမှာ Marino ကိုတိုင်ကဒါ Slavia Practice ဘောစင်မှာ2ဂိုးသွင်းပြီးသူဟာဘာလုပ်နိုင်လဲဆိုဆက်လက်ပြီးပြတ်သွားခဲ့တယ်။လက်ရှိမှာဒါကြောင့် Arsenal အသင်းရဲ့တိုက်စစ်မှုတွေတက်စပို့ပြီးတော့ဒါကျွန်တော်လက်ရှိကဂိုးသွင်းတေချာတဲ့ကွင်းလယ် defensive midfielder ကြီးကလက်ရှိမှာ တော်တော်လေးကိုအားကိုးရနေမှာရှိတယ်။မရီနိုကမနစ်ကလေးကအားကိုးရတာအခုချိန်ထိပဲပေါ့နော်။အဲ့တော့လက်ရှိမှာအာဆောသိန်းနဲ့ဒါဘဒုရှိရှိမရှိရှိဒီနှစ်မှာတော့ဖြစ်အောင်လုပ်မယ်ဆိုတဲ့အသေးသေးသင်းကိုဆက်လက်ပြီးတွေ့ရတယ်။ဒီနှစ်ပွဲစဉ်ကိုကျွန်တော်တိလောက်ကိုပြောရမယ်ဆိုတော့ယူကရက်ဆက်လက်ပြီးလွှဲချော်အောင်မလို့သိရတယ်။ယူကရက်ရဲ့လက်ရှိမှာဒါကျွန်တော်တို့နိုဝင်ဘာလကုန်တော်တန်ဟော့စပယ်သင်းနဲ့ဒါချက်ရှိအာဆနယ်သင်းနဲ့ဒါ ဒါလည်းဟိုနောက်လည်းနဲ့ဒါပြီးမတိုင်ခင်မှာတော့ပြန်လာမယ်လို့သိရတယ်မှာပါတယ်။နော်နီလည်းဒီတိုင်းပဲဒါကျွန်တော်တို့ Quiet Harvest ကလက်ရှိမှာဒီဇင်ဘာလအစမှာပြန်လာမယ်။ Martinelli ဒီနေ့ပွဲစဉ်မှာလွဲချော်မယ် Gabriel Jesus ဆက်လက်ပြီးလွဲချော်မယ် Odin ကဆက်လက်ပြီးလွဲချော်မယ်ပေါ့နော်။အဲ့တော့လက်ရှိမှာတစ်ပတ်အသင်းကလည်းလွဲချော်မယ်ဒီတွေအများကြီးပါ။ဒါကျွန်တော် DR တို့ကျွန်တော် Serkin တို့ဒါပေမဲ့ကျွန်တော်တိတိလောက်ကိုပြောရမယ်ဆိုတော့ဒါကျွန်တော် Sunderland ကသူတို့ရဲ့အဓိကကစားသမားတော်တော်များများဒီနေ့ပွဲစဉ်မှာပါမယ်လို့သိရတယ်မှာပါတယ်။ Fullback နှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော် Ronaldo မှုန်းတယ်လို့ကျွန်တော်သူ့နာမည်မှုန်းလို့ပဲခေါ်တယ်ပေါ့နော်။ဘယ်လိုခေါ်လဲမှုန်း Home oh sorry မှုန်းမှုန်း Home နဲ့ဒါကျွန်တော် Ronaldo နဲ့ဒါကျွန်တော်တို့ ဘယ်ကမွေးလဲဆိုမသိဘူးเนาะကျွန်တော်တွေ့ကြနေတာကောင်မာလေးနာမည်ပြောနေမဟုတ်မွေးဘာမှမမွေးဘူးအဲ့တော့လက်ရှိမှာရီနယ်ဒိုတို့ဟိုဟွန်းနိုနှစ်ယောက်ရဲ့ဒါကျွန်တော်ဖူဘက်တွေရဲ့ဒါကျွန်တော် တိုးနိုင်မှုကလည်းတော်တော်လေးကိုမိုက်တဲ့အခြေအနေမှာရှိရလို့မြင်တယ်။ဆန်တာဘက်၃ယောက်ကလက်ရှိမှာဒီနှစ်မှာဒါကျွန်တော်ဝယ်ယူထားတဲ့ဆန်တာဘက်တွေနဲ့တော်တော်လေးကိုခေါင်းနေကက်ထရူဒါဆိုတာကျွန်တော်လက်ရှိဒါနယ်သာလန်အသင်းကဒါကျွန်တော်ကစားသမားဖြစ်တဲ့မူကီလီကဒါကျွန်တော်တို့ RB Leipzig ကဒါကျွန်တော်ပြီးတော့ PSG သူရောက်သွားသေးတယ်ထင်တယ်။အဲ့တော့ပြောချင်တာဗျလက်ရှိမှာဟိုဆန်တာလက်တီဆောက်ထားတဲ့အသင်းကတကယ်လည်းပြန်ကြည့်မယ်ဆိုကိုယ်နဲ့ဒါကျွန်တော်တို့ဂိမ်းဆော့တဲ့လူတွေနဲ့တိုက်ပြီးမယင်းနေတဲ့အသင်းတော့မဟုတ်ဘူး။ဒါဥပမာလက်ရှိမှာကွင်းလေဘိုင်းမှာဆိုလက်ရှိမှာရှာကာလူကစားသမားမျိုးရှိတယ်၊တိုက်စင်မှာ EC Dor ရှိတယ်၊ Lafee ရှိတယ်ဒီလိုကစားသမားတွေကတကယ်လည်း respectively မှာဆရာကြီးတွေလို့ ပြောလို့ရတယ်ဒီမှာပါတယ်အဲ့တော့အာဆန်တင်းတဲ့ဒီနေ့ပွဲစဉ်မှာတစ်ဖက်ရဲ့ဒါခံစစ်ကြောမှုကိုဘယ်လိုမျိုးထိုးဖောက်ဖို့အတွက်ကြိုးစားသွားမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အာဆန်တင်းကလက်ရှိမှာအင်ကွေဝေကွင်းဆိုတဲ့ form မရှိဘူးနှစ် form နှစ်ခုလုံးကစာဝန်ကောင်းနေတယ်ခံစစ်ဘက်မှာလုံးဝဂိုးမပေးရရေးအတွက်ကအဓိကစာဝန်ကြိုးစားနေတွေ့ရမယ်အာဆန်တင်းရဲ့ကစားသမားအနေနဲ့လက်ရှိ Slavia Prague နဲ့ပွဲစဉ်မှာ penalty ကိုပထမဒိုင်လူကြီးကပေးမယ်လို့ပြောတာ penalty ကိုပယ်ဖျက်ခံလိုက်ခြင်းမှာ Gabriel အောင်ပွဲခံမှုကတော်တော်လေးကိုကြောက်ခမဲလီလီဖြစ်တယ်ဆိုတော့တွေ့ရမယ်ပြောချင်တာ Arsenal အသင်းတော်ကလက်ရှိမှာရှေ့တန်းကကြီးပဲဂိုးသွင်းနေတာမဟုတ်မင်းနဲ့ခံစစ်ပ ိုင်းမှာဂိုးမပေးရဖို့အတွက်ကလည်းအသင်းအတွက်ဘလောက်ထိအရန်အရေးကြီးလဲဆိုတာကိုဒါနောက်တန်းကစားသမားတွေဒါကျွန်တော်တို့ပက်နတီပယ်ဖြတ်လိုက်တဲ့အချိန်မှာသူတို့ရဲ့တွေ့ရတဲ့ဥစားတော်တော်လေးကိုမိုက်တယ်လို့မြင်တယ်အဲ့တော့ ဒီနေ့မှာအာဆိုသင်းနဲ့ရှင်းပါဒီနေ့ပေါ်မှာဒါကျွန်တော်တို့တစ်ဖက်အသင်းရဲ့ခံစစ်ကိုဒါကျွန်တော်စာကာနဲ့အဓိကထုတ်ခွင်းဖို့အတွက်ကြိုးစားမယ်လို့မြင်တယ်တစ်ဖက်ကစာကာဟိုဒါအိုင်ဆိုင်နေတဲ့အချိန်မှာမရီနိုလို့ဒါတိုက်စစ်မှုတွေနေနဲ့ဒါကျွန်တော်တွန်းသွားမယ်အဓိကဒါကျွန်တော်အမြင်ပေါ့နော်မရီနိုဂိုးပိုသွင်းလာနိုင်တယ်ဆိုတဲ့ဥစ္စာကတစ်ဖက်အသင်းနဲ့မရီနိုကိုတိုက်စစ်လို့ပုံစံမျိုးမမြင်တာလို့ဖြစ်နိုင်တဲ့နေရာမှာပါတယ်ဘာလို့မရီနိုရဲ့ပုံစံကတော့ဆန်ဒါမီဖီ DM ဆိုတဲ့ပုံစံမျိုးတွေ့ကြအောင်လို့မရီနိုကိုဒါတစ်ချက်တစ်ချက်တိုက်စစ်ကြီးမှမြင်ဟောဒီကောင်ဘာလို့နိုင်မှာလဲကွာဆိုတဲ့ပုံစံမျိုးနဲ့နည်းနည်းလေးလွတ်ပြီးတဲ့ပုံမှာရှိတယ်လို့ကျွန်တော်ရဲ့ပုံကူကြီးကမမြင်နဲ့ဒါကပဲဒါလုံးဝတစ်ခုလုံး game ကို changes ဖြစ်သွားစေတဲ့အရာတွေလို့ပဲကျွန်တော်အနေနဲ့နောက်ထပ်ထပ်ပြီးမြင်မိတယ်တော့ပါတယ်။ဒါဥပမာပြစလီဗီယာပရိုက်နဲ့ပေါ်စမှာမရီနိုကိုတောင်းတောင်းသူတို့နဲ့တိတ်ပြီးမကတ်ဘာကြောင့်အော်ဒီကောင်ဂိုးသွင်းနိုင်မှာမရီနိုကလက်ရှိမှာဒါကျွန်တော်တို့အာစနိုအသင်းရဲ့လက်ရှိဒါကျွန်တော်တို့ထားပါကာယာဗက်စ်ဂီရီယိုဂျီဇုစ်တက်တောင်ပို့ပြီးတော့ HG မှာပူတာနေတော့တွေ့ရမယ်တိုက်စစ်မှုတရားဖြစ်တယ်။အဲ့တော့ပြောချင်တာမရီနိုလုံးဝအထင်မသေးဘူး။တစ်ဖက်ရဲ့အသင်းရဲ့ခံစစ်ကမရီနိုအထင်မသေးတဲ့မျက်လုံးနေနဲ့ကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာအာစနိုအသင်းရဲ့တိုက်စစ်ပိုင်းကိုဒါဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတော့အခုတော့ကြည့်ရမယ်တဲ့မှာပါတယ်။လက်ရှိမှာဒါကျွန်တော်တို့ ဆက်လက်ဂိုးရတဲ့ပုံတွေကရှင်းတယ်သူတို့ရဲ့ဂိုးရတဲ့ပုံကတော်တော်လေးကိုယုံပြီးမှဂိုးရတယ်အဓိက AC တော့ AC တော့ဂိုးကင်တဲ့ပုံစံတွေကဒါမနစ်က Switch က Dlab ဂိုးကင်တဲ့ပုံစံနဲ့တူတူပဲဒါသူ့အနေနဲ့သူတယောက်တည်းကိုစွတ်ယုံတယ်ပြီးရင်ဒါတောင်မန်က Travel နဲ့ Lefee ရဲ့ဒါကျွန်တော်မျက်နှုံးမြင့်ကိုအသုံးချပြီးတော့သူတို့ရဲ့ဂိုးရဖို့အတွက်ကြိုးစားပြီးတော့ဒါကျွန်တော်လက်ရှိမှာ Sunland ကိုကြည့်လိုက် Sunland နေထားရတာကတော့ဂိုးတွေအများကြီးတွင်းနေနေထားမှမရှိဘူး Sunland ကခုနကပေါ့သူတို့နှစ်ဂိုးပဲအများအောင်သူတို့နေနေဒါပေမဲ့အဲ့ဒီတွင်းတဲ့ဂိုးတွေမှာသူတို့အသေးယုံပြီးမှတွင်းရတယ်တော့မှပါတယ်အဲ့ဒီပုံစံကိုကြည့်မယ်ဆိုရင်တော်တော်လေးကိုဒါ Sunland အသင်းဘယ်လိုပုံစံမျိုး approach လုပ်လဲဆိုတော့ Arsenal ကောင်းကောင်းသဘောပေါက်မလို့မြင်တယ်အာဒိတာကဓာမျိုးတွေကိုပူပြီးတော့သဘောပေါက်ပြီးသားမြင်အော်အာဒိကလက်ရှိနောက်ပိုင်းမှာသူ့အနေနဲ့ low block တင်းတင်းနဲ့ပဲသူတွေ့ကျင်တယ် low block ကို तू ဖြုတ်ခွေးရ तू အရန်ဝါနာပါအဲ့တော့အာဆန်တန်က low block ကိုဖြုတ်ခွေးတဲ့နေရာမှာဒီတစ်ခေါက်မှလဲဆန်ဒလန်ရဲ့ low block ကိုဘယ်လိုမျိုးထပ်ပြီးတော့ပြုတ်ခွင်းဖို့အတွက်စ조사မလဲလို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆန်ဒလန်ကတော့ရှင်းပါတယ်သူတို့နဲ့ counter press မှာတာကျွန်တော် easy dot lafe traore ရဲ့မျက်နှုံးမြင်တွေကိုကြိုးပြီးတော့မယ်ပြီးတော့ shark ကူကျော် shark ကမို့ shark ရဲ့ long body နဲ့အတူ arsenal အသင်းကိုဒုက္ခပေးဖို့တော့သူတို့조사မလဲလို့မြင်တယ်ဒါပေမဲ့လက်ရှိမှာ arsenal အသင်းက long body ဟန်တိုင်းနေမှာသူတို့ရဲ့ cancel ပိုင်းကတော်တော်လေးကို ောင်းတဲ့ကြောင့်မို့ဆရလန်ရဲ့အလုတ်ဖြစ်နေကြလုတ်ကွက်ကြီးဒီတစ်ခေါက်မှာအလုတ်ဖြစ်ပါအုံးမလားဆိုတဲ့မိကုနေတဲ့သူဒီနေ့ပွဲကျူသုံးသက်ချက်ကိုဒီနားမာရင်းနားခြင်းပါအာအာဆောင်တဲ့ကဒီနေ့ပွဲစံစားနိုင်ခဲ့မယ်ဆိုရင်တော့အစစ်နှစ်ကအသင်းကိုလက်ရှိမှာရမှတ်တိုတဲရှစ်မှတ်တီတီဖြတ်သွားနိုင်မယ်အနေထားမှာရှိတယ်တစ်ဖက်မှာစီးနီးနဲ့လစ်ဗာပူးတွေ့ဆုံတဲ့ကြောင့်ဒီရမှတ်ဖြတ်ခြင်းကတော်တော်လေးကိုအသင်းအတွက်ကောင်းမွန်စီတယ်လို့ပြောရမယ်တဲ့မှာပါပါတယ်ဒီလောက်ပါပဲဘလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4 ကြီးတို့မှာဂျင်းလို့ဆိုတာပေါအောင်ကွန်ကျူလို့ရပါတယ်မြန်မာပြည်ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမမြန်နိုင်မှာဖြစ်ပါတယ်အ ားလုံးမကြိုတူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပင်ကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆစစ်တူကြတာပေါ့ကျွန်တော်ကပြပါဦးဒေဗော်ဗျာ